တသင်းလုံးရှိမှာဦးကာရဲကိုကြိတ်ခဲ့တဲ့အမိုရင်းအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်ရိုအမိုရင်းရဲ့မန်ချက်စတာတိုင်းတဲ့နီးပြားဘွားဟာဝေဖန်မှုတွေနဲ့ပြည့်နှက်နေပါတယ်ဒါပေမဲ့အမိုရင်းမှာကောင်းတဲ့ချက်တွေလည်းရှိပါတယ်အမိုရင်းကဝေလဲကန်အတွင်းပြည့်ပြတ်တသားဂိုင်တွေတဲ့နီးပြားတစ်ယောက်ဖြစ်ပြီးတော့ပြောစရာရှိရင်လည်းပြောရတဲ့သူတစ်ယောက်ဖြစ်ပါတယ်အမိုရင်းကတော့တော်တဟန်ကို2015ယူရိုပါလိဖိုင်နယ်မှာရှုံးနေရတုန်းကစပိုးတင်းမှာတွေ့ဆုံခဲ့မှုတဲ့ကစားမမန်ရဲ့ဥက္ကဋ်တီးကိုပြင်းပြင်းထန်ထန်ကြိတ်ခဲ့မှုကြောင့်ပြန်သိရပါတယ် အဲတုန်းက United ဟာဥရောပဖိုင်နယ်မှာပြည်တွင်းပြိုင်ပွဲနဲ့ရှင်မြိုင်ကစားခဲ့ရပြီးတော့1-0နဲ့ရှုံးနေခဲ့ပါတယ်။အဲဒါကြောင့် United ဟာဖလားလက်မဲ့ကာလကိုဖြတ်တန်းလိုက်ရသလို2025-26ဘောလုံးရာသီမှာလည်းဥရောပဝင်ခွင့်မရရှိဘဲနဲ့လွဲကြော်ခဲ့ရတာပါ။ဒီပွဲမှာဥကာဒီကရန်ခုံမဲ့ထိုင်နေခဲ့ရပြီးတော့ပါဝင်ကစားရခြင်းမရှိခဲ့ပါဘူး။ဒါမဲ့လည်းဥကာဒီဟာ Aston Villa နဲ့ Premier League ပွဲစဉ်မတိုင်ခင် Emery မျက်စိစပွဲမွေးဆုတာကိုခံခဲ့ရပါတယ်။ Emery က Bilane ကိုအိုးထက်ဖို့မှရင်ဆိုင်ရမယ့်နေ့မတိုင်ခင်အရှိတရက်မှာ အတင်းသားအားလုံးကိုစီဝေးခေါ်ယူလိုက်ပါတယ်ဒီစီဝေးမှာအမော်ရင်ကကာနာချို့ကိုနေရာဒီအတွက်အေဂျင့်ကောင်းကောင်းလိုအပ်လိမ့်မယ်လို့ပြောခဲ့ပြီးတော့အဲဒီကနေအသက်20နှစ်ရွယ်ကရမီထွက်လေးကချယ်ဆီကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီအသက်20နှစ်ချင်းဌာနရဲ့ပေါ်ပြချက်အရအမော်ရင်ကဒီစီဝေးမှာဥကာဒေးကိုလည်းကြိတ်ခဲ့သေးကြောင်းသိရပါတယ်အမော်ရင်နဲ့ဥကာဒေးတို့လစ်ဘောမှာကလေးကတယောက်ကိုတယောက်ကောင်းကောင်းသိကြပြီးမြင်းနေမှုကအမော်ရင်ရဲ့ဒေါသကိုတော့မတားဆီးနိုင်ခဲ့ပါဘူးအမော်ရင်ကဒီစီဝေးမှာဥကာဒေးရဲ့လောက်အားနှုံးကိုမေကွန်ထုတ်ခဲ့လို့သိရပါတယ် မရင်ကဥဂါဒီရဲ့နေစနစ်ကြိုးဝမှုကိုကောင်းကောင်းသိတဲ့သူဖြစ်တဲ့အတွက်အခုဥဂါဒီကသူရင်ကတီးခဲ့တဲ့ဥဂါဒီနဲ့ဘယ်နာမှမတူတော့ကြောင်းတသိန်းလုံးရှိမှပြောခဲ့ပါတယ်။အမရင်ရဲ့ပြင်းထန်တဲ့စကလုံးတွေကြောင့်အတင်းမော်ရီတောင်မှအာအသင်ခဲ့ကြရတယ်လို့သတင်းမှာဖော်ပြထားပါသေးတယ်။ဒါပေမဲ့အားလုံးကအမရင်ရဲ့ချင်းကပ်ပုံကခက်တံပေမဲ့မျှတာရည်လို့လည်းယူဆခဲ့ကြပါတယ်။အမရင်ကသူအတင်းရဲ့ရည်သွေးကိုမြင့်တင်ဖို့အတွက်တယောက်ချင်းသုံးသက်တဲ့နီလန်းကိုအသုံးပြုခဲ့ပြီးတော့အတင်းတွင်ပွဲထွက်ခွင့်အတွက်ပါကစားမရချင်းချင်းရှင်းပြန်ကြရပါတယ်။ ။အေဘွန်ငါကစားမပူပြုလုပ်ငန်းစဉ်အားလုံးကိုရက်စားရင်းနဲ့အတင်းအထက်မှာဘယ်သူမှမရှိစေရဆိုတဲ့မူကိုစတင်ကျင့်သုံးခဲ့ပါလေ။2025-26ဘောလုံးရာသီမစတင်ခင်မှာလည်းအေဘွန်ငါဝန်ထမ်းအားလုံးကိုအစည်းအဝေးခေါ်ယူခဲ့ပြီးတော့အတင်းတိုးတက်လာဖို့ professional ဆံမှုနဲ့စိတ်နှစ်ထားမှုတွေလိုအပ်ကြောင်းဩဝါဒချွေခဲ့သေးတယ်လို့လည်းသိရပါလေ။ဒါပြင်အေဘွန်ငါကစားမရီညာဘက်အပြင်ထွက်တာလေ့ကျင့်ရင်နောက်ကျတာတွေကိုလည်းစီးမဲ့ကမ်းမဲမှုရဲ့တာရကအဖြစ်ကြိတ်ခဲ့သေးတယ်လို့လည်းသတင်းမှရေးသားထားတာတွေ့ရပါလေ။ ဒီနေ့တို့ဟာအသင်းပြန်လည်တည်ဆောက်ရေးကိုအင်တိုင်းအားတိုင်းလှုပ်ဆောင်နေပြီးအသင်းကနေဗိုင်းရပ်စ်ကစားမတွေကိုရှင်းထုတ်ပြနေပါတယ်။ပြီးခဲ့တဲ့ပြောင်းရွှေ့ကာလမှာ United က Alejandro Garnacho, Marcelo Fo, Jadon Sancho နဲ့ Anthony တို့အားလုံးကိုရှင်းထုတ်လိုက်ပြီးအသင်းကိုနီးပြစိတ်တိုင်းကြကစားမိုက်နဲ့ပြန်လည်တည်ဆောက်နေပါတယ်။ Emorient ခေါ်ယူထားတဲ့ကစားမတွေကဘောလုံးပေါ်မှာအမှန်တကယ်ချစ်မြတ်နိုးပြီးတော့အထူးသဖြင့်တော့ Premier League တွေ့ကြုံရှိပြီးသား Matias Cunha နဲ့ Brian Ambumuro ကအသင်းတိုးတက်ရေးအတွက်အဓိကကြတဲ့အခန်းကဏ္ဍကနေပါဝင်နေကြပါတယ်။ဒီကစားမတွေကအဝေလဲကန်တွင်းခန်းစားချက်ကိုမြင့်တင်ပေးနေကြသလို ေကျင်ရဲ့ရည်သွေးကိုလည်းမြင့်တက်စေကြောင်း United ဘက်ကယူဆထားကြပါတယ်။ Emerging ကဝေလေကန်တွင်းမှာခေါင်းဆောင်6ယောက်ရွေးချယ်ထားပြီးတော့အသင်းခေါင်းဆောင် Bruno Fernandes နဲ့အတူ Harry Maguire, Ton Heaton, Lisandro Martinez, Mazraoui နဲ့ Diego Dalot တို့ကအသင်းတွင်းစီကံတည်ဝင်းမှုရှိအောင်ထိန်းသိမ်းပေးနေကြပါတယ်။ရတဲ့ဟာခုနောက်ပိုင်းကာလာရီမှာဒုတက်လာမှုတွေရှိလာနေပြီးတော့နောက်ဆုံး၅ပွဲစလိုက်ရှုံးပွဲမရှိကစားထားပါတယ်။ရတကနိုင်ငံတကာပြည့်ရက်ကာလကိုအဆင့်ခွန်ကနေဖြတ်တန်းနိုင်နေပြီးတော့တော်ဖိုးနေရလဲဆိုရင်တမှတ်ပဲကွာဟာနေပါဗျ။ နိုင်တဲ့ဟာပိတ်ရပြီးပွဲစဉ်တွေပြန်လဲစတင်ပြီဆိုရင်နိုမာ24မှာ Everton ကိုအင်္ဂွင်းပွဲစဉ်ဖြစ်ဆက်လက်ရှင်းပြိုင်သွားမှာဖြစ်ပါရည်ညာကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါရည်ညာ